ကျွန်မရဲ့ပြည်သက်ကြီးကိုအခုပြပြခြင်းတဲ့အကြောင်းအရာကတော့ဒီမော်နော်ဝိညာဉ်ပူးခြင်းဆိုတဲ့အကြောင်းအရာနဲ့အပူခံရတာညစိတ်ပညာနဲ့သက်ဆိုင်တဲ့ combination effect အကြောင်းတွေပဲဖြစ်ပါတယ်။အခုဒီဗီဒီယိုမှာတော့ငလင်ဖြစ်ပြီးပါလို့ရှိရင်သက်ဆိုင်ပြီးတော့စိတ်ပညာနည်းကြားအထောက်အထားတွေရဲ့နောက်ပုံမှန်အသက်ရှင်မှုမှာဖြစ်ပေါ်လာတဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုတခါတည်းရှင်းလင်းပြပြသွားမှာဖြစ်ပါတယ်။ ဆိုတော့ပထမဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ငငင်ဖြစ်ရဲ့ကြီးကြမှုလို့မမျောလင့်ထားတဲ့ဆုံးရှုံးမှုတွေ expected death တွေပေါ့နော်မမျောလင့်ထားတဲ့ဆုံးရှုံးမှုတွေအကုန်လုံးဖြစ်ပေါ်လာနိုင်ပါတယ်ဆိုတော့ဒီလိုမျိုးဖြစ်ပေါ်လာတဲ့စိတ်ဒဏ်ရာတွေကိုပထမဦးဆုံးလူကြီးကခံစားရတယ်ပေါ့နော်ကိုယ့်ရဲ့မိသားစုဝင်တွေရုတ်တရက်ကွယ်လွန်သွားတာဒီရုတ်တရက်ဆုံးရှုံးသွားတာနောက်အချိန်မီပေါ့နော်ကယ်ဆယ်ခွင့်မရတာနောက်ပြီးတော့လို့ရှိရင် emotion နဲ့ shock လို့ခေါ်တဲ့ခံစားချက်ကွဲပြားတဲ့ ဝေဒနာအကြောင်းမို့လို့အမျိုးမျိုးပြဿနာတွေဖြစ်ပေါ်လာနိုင်တာအဲ့ဒါတွေကိုသိပ္ပံကြီးချပြောရမယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီစိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုဖြစ်လေ့လာကြရမှာပဲဖြစ်ပါတယ်။ဆိုတော့အနီးကဆက်ဆက်ရေးရှိတဲ့နေ့စဉ်ဘဝမှာအတူရှိနေတဲ့သူတွေကိုတစ်ချိန်တည်းမှာပဲရုတ်တရက်ဆုံးရှုံးလိုက်ခြင်းကဒီစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအများကြီးဖြစ်ပေါ်စေပါတယ်။မိသားစုဝင်တစ်ဦးရဲ့ သွားတဲ့လာတဲ့ပုံစံအတန်အပြုအမူတွေကိုတစိမ့်တစ်ပိုင်းကိုကကိုကိုကိုယူဆလာရတယ်ပေါ့နော်နောက်တစ်ခုကအတူရှိခဲ့ချိန်မှာဒါမှမဟုတ်ဆုံးရှုံးရချိန်မှာပေါ့နော်အတူရှိခဲ့ချိန်နဲ့ဆုံးရှုံးရချိန်တို့ကိုတပြိုင်တည်းချိတ်ဆက်ပြီးတော့စိတ်ကဖွဲ့စည်းလာတာမျိုးတွေဖြစ်တတ်ပါတယ်ဒီအချိန်တွေကိုအဲ ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အဖေကကွယ်လွန်ပြီးတဲ့နောက်မှာဒါအဖေရဲ့အချင်းစရိုက်တွေတာဝန်နေကိုဒီပို့ပြီးတော့ယူလာတာမျိုးတွေပေါ့နော်နောက်တစ်ခုကဆုံးရှုံးမှုနဲ့ပြောင်းလဲမှုချာမှာဖြစ်ပေါ်လာတဲ့ဒီမိကိုနေပေါ့နော်ငါအဘကြောင့်ရှင်သန်နေရတယ်ကွယ်လွန်သူတွေအတွက်တခုခုပြုပေးလို့ရမလားဆိုတဲ့မိကိုနေပေါ့နောက်မြန်မာရင်ချင်းမှုနဲ့ရုပ်ရှင်ဇာတ်ကားတွေမှာဆိုလို့ရှိရင်တော့ဒီဝိညာဉ်တွေပူတာတွေပြီးသွားလို့ရှိရင်လူဝင်စားတာတွေရှိရပေါ့နော်ဆိုတော့ဒါကကျွန်မအခုပြပြတာကတော့တိတ်တန့်နေကြအောင်ပြောတာပါ ကျမလည်းမယုံကြည်ရဲ့လူတော့မဟုတ်ဘူးပေါ့နော်။ဒါပေမဲ့တိတ်ပန်နေကြအဖြေရှာမယ်ဆိုလို့ရှိရင်ဒီဝိညာဉ်ပူရာတွေပေါ့နော်။အဲ့ဒါတွေကဘယ်လိုမျိုးကြောင်းဖြစ်တတ်လဲဆိုတော့ပြပြနေရဖြစ်ပါတယ်။နောက်တစ်ခုကတော့ဘေးပတ်ဝန်းကျင်ရဲ့အတိအမှတ်ပြုပေးမှုပေါ့နော်။အခြေအနေတစ်ခုကိုအခြေအနေဒီအခြေအနေကိုလက်ခံလာအောင်လို့ပတ်ဝန်းကျင်ကနေပြီးတော့စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေလုပ်ပေးဖို့အရေးကြီးပါတယ်။ နောက်တစ်ခုကလူတွေကတဦးတယောက်ကိုပူခံရအောင်မယ်ဆိုလို့ရှိရင်အတီးပြုတ်ပေးလေးရှိရပါတော့။ဥပမာပြောပြရမယ်ဆိုလို့ရှိရင်ဒီမိသားစုဝင်တွေကတယောက်ပဲဖြစ်ဖြစ်အပြင်ကလူတဦးတယောက်ရဲ့ဖြစ်ဖြစ်ပေါ့နော်ဒီသူ့ရဲ့စိတ်အခြေအနေကိုပို့ပြီးတော့ပြောင်းလဲစေပြီးတော့ပြုံမှုနေထိုင်မှုတွေကိုအာပုံမှန်ထပ်ပို့ပြီးတော့တက်တာစေပါတယ် ိုတော့အခုပြောပြခြင်းနဲ့ပေါ့နော်အဲငလင်းနဲ့ပြပတ်တတ်တဲ့စိတ်ပိုင်းဆိုင်ရာအပိုင်းပြောရမယ်ဆိုလို့ရှိရင်တော့ဒီဝိညာဉ်ဒီဝင်ပူးခြင်းဆိုတဲ့အပြောင်းလဲဆိုတာကအလူတယောက်ရဲ့ပေါ့နော်စိတ်ပညာရဲ့နောက်ယုံကြည်မှုရဲ့ပဝန်းကျင်ရဲ့အသိမှတ်ပြုပေးလို့ရပေါ့နော်အဲ့ဒါလေး ਨੇ ပေါင်းစည်းပြီးတော့သိပ္ပံဒီကအဖြေယူရမယ်ဆိုလို့ရှိရင်လူတွေကဒီလိုအချိန်မှာစိတ်ခံစားမှုကလည်းအရန်ကိုဟို နာကျင်နေရတာများတယ်။နောက်ပြီးသွားလို့ရှိရင်ငါသာဒီလိုနေရာမှာဒီလိုဖြစ်သွားတယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးခံစားရမလဲဆိုတဲ့အတွေးတွေရယ်။နောက်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ဆုံးရှုံးမှုကအရင်များတဲ့အတွက်ကြောင့်မလို့ပေါ့နော်။ဒီဆုံးရှုံးမှုကြီးအပေါ်မှာစိတ်ကိုလွတ်ထားလိုက်မိရယ်ပေါ့နော်။အဲ့လိုမျိုးအခြေအနေကြလို့ရှိရင်လည်းဖြစ်နိုင်တယ်လို့တော့သိပ္ပံနေရသုံးသပ်ပါတယ်။ဒါပေမဲ့ပေါ့နော်ကျမတို့မြန်မာယူဆရပြောရမယ်ဆိုလို့ရှိရင်တော့ ကျမတို့မြန်မာအယူအဆမှာဒီကွယ်လွန်မီးရဲ့လူတွေအဲလာပြီးတော့ဝင်ပြီးတော့ပူပြီးတော့ပြောဆိုကြတယ်အဲဘောနော်မင်းမြန်ကြတယ်အဲ့လိုမျိုးအခြေအနေလည်းရှိရပေါ့နော်ဆိုတော့မြန်မာနေမြန်မာဟန်ကိုလည်းမိထားလို့မရပါဘူးဒါပေမဲ့လို့ခုနပြောသလိုမျိုးဒီပေါ့နော်စိတ်ရခံစားခြင်းနဲ့အသိပ္ပဏိကြပေါ့နော်ပြောင်းလဲမှုတွေကိုဒီလိုမျိုး ကွဲပြားမှုတွေကိုစဉ်းစားလိုက်တဲ့နောက်မှာလည်းဒါဝိညာဉ်ပူခြင်းဟုတ်လားမဟုတ်လားဒါမှမဟုတ်တကယ်ကိုပူတာလားဒါမှမဟုတ်လို့ရှိရင်လူတရားရဲ့စိတ်ခံစားမှုအားပဲဦးစားပေးပြီးတော့သွားနေရလားဆိုတာကိုကိုရီးယားလည်းလေ့လာသုံးသပ်ဖို့လိုပါတယ်ဆိုတော့အခုပြောခဲ့တဲ့အကြောင်းအရာလေးကတော့ဘောနော်ဒီအကုန်လုံးအတွက်လည်းနည်းနည်းလေးရွေးပြဖြစ်အထောက်အကူပြုမယ် လို့ထင်ပါတယ်တကယ်လို့ကျမကိုဝေဖန်ကြံပြုချင်တာရှိရဲ့အဲတခုခုပေါ်တော့ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေကိုပြောချင်တာရှိရဲ့ဆိုလို့ရှိရင်လည်း comment မှာပြန်လည်းပြောင်းဝေပေးခဲ့လို့ရပါတယ် နောက်ကျွန်မအခုပြောခဲ့တာကတော့ဒီပေါ့နော်ဒီအချက်တွေဟာပါဇင်းနေအရာရဲ့နောက်ပြီးတော့လို့ရှိရင်သိပ္ပံနေကြရာရဲ့သုံးသက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘဲရုပ်ပိုင်းဆိုင်ရာဘဲစီပိုင်းဆိုင်ရာအကြံဉာဏ်မျိုးမှအစားတို့အသုံးပြုဖို့အတွက်ရည်ရွယ်ထားတာမဟုတ်ပါဘူးဆိုတော့အားလုံးပဲနားထောင်ပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တခြားဗီဒီယိုတွေမှာလည်းပြန်တွေ့ကြမယ်နော်